ဒေါ်လာပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ຫນွေဦးဒေါ်လာရေးမှာရန်သူဖြစ်တဲ့အာနာရှင်စစ်တပ်ရဲ့အားနည်းချက်အပ်တာချက်ကိုကျွန်တော်ဝေဖန်အကြံပြုထောက်ပြနေရှိပါတယ်အာနာရှင်စစ်တပ်ကိုပဲအားနည်းချက်အပ်တာချက်တွေဝေဖန်အကြံပြုထောက်ပြပြီးတော့ကျွန်တော်တို့ရဲ့ဒေါ်လာရေးနယ်မြေမှာရှိတဲ့ဒေါ်လာရေးဖွဲ့စည်းညီကိုမောင်နှမတွေရဲ့အားနည်းချက်အပ်တာချက်ကိုဝေဖန်အကြံပြုထောက်ပြဖို့မိနေတတ်ကြပါတယ်ကျွန်တော်ဒီဗီဒီယိုဖိုင်မှာအာနာရှင်စစ်တပ်ကိုတလုံးတပါရမြဝေဖန်အကြံပြုမှာမဟုတ်ပါဘူး ျွန်တော်တို့ရဒေါ်လာရေးဖွဲ့စည်းညီကုံမော်နမတွေကိုကျွန်တော်သိသလောက်မြင်သလောက်ကြားသလောက်တွေ့သလောက်ကိုဝေဖန်အကြံပြုထောက်ပြပေးမှာဖြစ်ပါတယ်။ဗမာစကားကရှုပ်လို့နော်။စကားကခံထားရသေးတယ်။ဝေဖန်အကြံပြုမှာဖြစ်ပါတယ်ခမညာလို့ပြောတာတောင်မှမြန်မာနိုင်ငံမှာရှိတဲ့ကျွန်တော်တို့ပြည်သူလူထုရဲ့အားနည်းချက်ကမိမိမကြိုက်တာပါရင်ဝင်ဝင်ဆဲကြလို့နောက်ပြီးတော့ဝင်ဆဲတယ်အပြစ်တင်တယ်ရှုံချတယ်ပြည်သူတွေတင်လားဆိုမဟုတ်ဘူးတချို့ဒေါ်လာကြီးရဲပေါ်တွေပါပါတယ်သူတို့ကတော့ပုပ်ကိုဆွဲအဖွဲဆွဲတွေတင်ပါတယ်အဲ့တော့သူတို့ မကြိုက်တဲ့စကားလုံးပါလာရင်သူတို့ကလည်းအပြစ်တင်ကြတယ်။နောက်ပြီးတော့တချို့ဆိုဝင်ဆဲကြတယ်။ဒါတွေဆင်ခြင်ဖို့လိုတယ်နော်။ကျွန်တော်ကတီးသလောက်ဝေဖန်အကြံပြုမှာပါခင်ဗျာ။ကဲအဲ့တော့တော်လန်ရေးကိုတော့ရအောင်။ငွေဦးတော်လန်ရေးအစမှာကလေးကအားလုံးကိုစွန့်လွတ်ပြီးတော့အကုန်ခြုံပြောပြီးတယ်နော်။အားလုံးကိုစွန့်လွတ်ပြီးတော့ပင်မဆင်းရဲခံအစာငတ်ရင်ငတ်ခံပြီးတော့တိုင်းသားလက်လက်ကညီကိုမောင်နှမတွေရှိရမှာတွားပြီးတော့စစ်ပညာတွေသင်ယူကြတယ်။စစ်ပညာတွေသင်ယူပြီးတော့ကျွန်တော်တို့တိုင်းရင်တပ်ဖွဲ့တွေဖွဲ့စည်းကြတယ်။ ဲ့ဒီမှာကျွန်တော်တို့ဒေါ်လာရေးဆိုးရလို့ခေါ်တဲ့ NUG MOD ပေါ်ပေါက်လာတယ်ပေါ့ထားဒါတွေကအဲ့တိုင်းတစ်ခွက်တွေဖွဲ့စည်းပြီးတော့ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကန်ကြီးကိုမောင်နှမတွေနဲ့အတူလက်တွဲပြီးတော့တိုက်ပွဲဝင်လာခဲ့ကြတာစခန်းသိန်းတွေမြို့သိန်းတွေစင်နွဲရင်းနဲ့၄နှစ်ကျော်၅နှစ်တွင်းမှာကျွန်တော်တို့ PDF တွေရဲ့တိုက်ပွဲအတွေ့အကြုံဟာတဖြည်းဖြည်းနဲ့ရင့်ကျက်လာပြီဖြစ်ပါတယ်တိုက်ပွဲတွေစင်နွဲရင်းနဲ့စိုးမိုးနေမြေတွေထိန်းချုပ်နေမြေတွေလွတ်မြောက်နေမြေတွေတဖြည်းဖြည်းနဲ့ကျယ်ပြန့်လာတဲ့အမြပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုကတဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲ တိုးလာတယ်အဖွဲစည်းတွေလည်းတဖြည်းဖြည်းနဲ့အင်အားတွေတိုးလာတယ်အဲ့တော့တိုးလာတဲ့အမြအားနှချက်ကဘာတွေဖြစ်တယ်လဲဆိုရင်ဒေါ်လာရေးအရာဒေါ်လာရေးရဲ့ကျွန်တော်လက်နက်ခရမ်းလိုအပ်ချက်နောက်ပြီးတော့ခေါင်းဆောင်တချို့ရဲ့စီမံခန့်ခွဲမှုလိုအပ်ချက်အားနှချက်အဲ့ဒါတွေကြောင့်တချို့အဖွဲမှာတာဝန်ထမ်းနေတဲ့ခေါင်းဆောင်ငယ်လို့ခေါ်တဲ့တချို့တချို့တော့ခေါင်းဆောင်ငယ်တွေကတော်လိုက်ရေးဆိုးမှုနင်းမြေပေါ်ပေါက်လာမှဝင်လာတဲ့ခေါင်းဆောင်ငယ်နော်အဲ့ဒီခေါင်းဆောင်ငယ်တချို့ကအားလုံးကိုမဆိုးလို့ဘူး တော်လာရေးရဲ့အားနဲ့ချက်ကိုအမရလို့ဘာလို့တလဲဆိုရင်တို့လက်ရှိတာဝန်ထမ်းနေတဲ့အဖွဲ့ကနေပြီးတော့ထွက်ထွက်ပြီးတော့တော်လာရေးစုံမုံနယ်မြေတွင်းမှာကျွန်တော်တို့တိုင်ရင်တက်ဖွဲ့ထူထောင်လိုက်တယ်ထူထောင်ပြီးတော့တို့နယ်မြေမှာရှိတဲ့ကိုကရေးကိုတင်ပြရမယ်နောက်ပြီးတော့ MOD NUG ကိုတင်ပြတယ်ပေါ့နော်တင်ပြတဲ့အခါမှာတော်လာရေးတော်လာရေးဆိုတော့ NUG MOD ကလည်းတိုင်ရင်နံပါတ်ချပေးမယ်ပေါ့နော်တိုင်ရင်တက်ဖွဲ့ချပေးလိုက်တယ်တိုင်ရင်နံပါတ်ထားပါဆိုကျွန်တော်တို့100ဗျာခိုင်းတိုင်ရင်နံပါတ်100ချပေးလိုက် ဲ့ဒီမှာအားနာချက်ကကျွန်တော်ကပြောချင်တာဘာလဲဆိုရင်တရင်တစ်ဖက်ရှောက်လိုက်လို့ဟုတ်ပြီတရင်နံပါတ်လည်းကျလာပြီအဲ့ဒီတရင်တစ်ဖက်ရှောက်တဲ့ခေါင်းဆောင်ငယ်ကတော်လိုက်ဆုံးမနေမီဖြစ်ပေါ်လာမှပူပေါင်းပါဝင်လာတဲ့ခေါင်းဆောင်ငယ်နော်တိုက်ပွဲအတွက်ကြုံရှိချင်မှလည်းရှိမယ်ရှိချင်လည်းရှိမယ်ပေါ့ဟုတ်ပြီနော်အဲ့တော့အဲ့ဒီခေါင်းဆောင်ငယ်ကတရင်ကြလာပြီဆိုတော့လည်းအော်တိုမက်တစ်ဘာဖြစ်သွားတယ်လဲတရင်မှုဖြစ်သွားပြီတရင်မှုဖြစ်သွားပြီเนาะတရင်မှုလုံမယ်ဒူရင်မှုလုံမယ် တရေရစီတခေါ်တရေဘူလိုမယ်တက်ထောက်ဘူလိုမယ်တက်ခွဲမှုတက်ဆုမှုတက်စိတ်မှုအစရှိတဲ့ပြဘာသာရေးကအစအကုန်လိုမယ်ဟုတ်ပြီနော်တရေတစ်ခွဲချစ်ဖို့ပြောပြတာအဲ့တော့အဲ့ဒီဘွဲမှာခေါင်းဆောင်နဲ့ခေါင်းဆောင်ကတရေနံပါတ်ချလို့တရေမှုဖြစ်ပြီဆိုရင်တရေမှုတယောက်ရဲ့တာဝန်နဲ့ဝတ္တရားကိုရောသိနိုင်မလားဒူရင်မှုတယောက်ရဲ့တာဝန်နဲ့ဝတ္တရားတွေတရေရစီရဲ့တာဝန်နဲ့ဝတ္တရားတွေတက်ထောက်တက်ခွဲစခန်းမှုတက်ဆုတက်စိတ်အဲ့ဒီရဲ့တာဝန်ဝတ္တရားတွေကိုရောသိနိုင်မလား ဟုတ်ပြီနော်ဒီတယင်းကိုဥဆောင်မဲ့တယင်းမှုကတက်ဆိုင်မှုတက်စုမှုတောင်းဝန်နဲ့ဝတရားကောင်ဝတရားကိုတောင်းမတင်ဘူးပဲနဲ့တယင်းမှုတောင်းဝန်ထမ်းပြီးတော့အဲ့ဒီဖွဲ့စည်းကြီးကိုဥဆောင်မဲ့ဆိုရင်ခင်ဗျားတို့စဉ်းစားဖို့နော်တယင်းတယင်းမှာအဓိကမန္တန်ကြီး၃ရက်ရှိတယ်ဦးရေထောက်လို့ခေါ်တဲ့အဲ့ဒီမန္တန်ကြီး၃ရက်ကိုတောင်းမှာ ဘာမှမသိပဲနဲ့ဦးကဘာမှမသိဘူးရေးကဘာမှမသိဘူးထောက်ကဘာမှမသိပဲနဲ့တည်ရင်မူတာဝန်ထမ်းရင်ရောအဲ့ဒီဖွဲ့စည်းကတိုးတက်လာနိုင်စရာရှိမလားဟုတ်ပြီနော်ကျွန်တော်ကဒါဝေးပါကြံပေးတာ MOD energy နေတဲ့ကလည်းတည်ရင်တည်ရင်တိုးလာပြီးရောတော်လိုက်ရေးမှာပါဝင်ပြီးရောဆိုပြီးတော့အလွဲတကူချမပေးသင့်ဘူးချပေးမယ်ဆိုရင်လေဟုတ်ပြီတည်ရင်ကတော့ချပေးဖို့လိုအပ်ပြီလိုအပ်ပြီဆိုလို့ချင်းအဲ့ဒီတည်ရင်ကိုဥဆောင်ဖို့တိုက်ပွဲအတွက်ကြုံရှိတဲ့ ေါင်းဆောင်နိုင်မဲ့လူတယောက်ကိုရွေးပြီးတော့တရင်မူသို့မဟုတ်ယာယီတရင်မူခတ်ပြီးတော့အဲ့ဒီအဖွဲခေါင်းဆောင်နဲ့အဲ့ဒီအဖွဲခေါင်းဆောင်ကိုဒူရင်မူနေရာထားပြီးတော့လက်တွဲပြီးတော့ခေါ်ရမှာတရင်ပေးရမှာအကောင်းဆုံးကတော့ဟိုအီအိုအီအိုထဲကခေါင်းဆောင်နေဆိုလို့ပိုခေါင်းတော့ပေါ့ထားထားတော်လိုက်ကလာကြာလာပြီဆိုတော့တချို့ဆိုလည်းတွေ့ကြုံရှိပြီအဲ့တော့တိုက်ပွဲတွေ့ကြုံရှိတယ်အဲ့လိုရဲပေါ်ကိုတချာစစ်စစ်ပြီးတော့ရှာဖွေပြီးတော့ဟုတ်ပြီမင်းတို့တရင်တော့ချပြီအဲ့ဒီတရင်မှာတော့ခေါင်းဆောင်မှုတရင်မူယာယီတရင်မူနေတဲ့ငါတို့တယောက်ထည့်မယ် ဲ့တော့မင်းကတော့ဒုတရင်မှုအနေနဲ့တောင်းထမ်းပါအဲ့ဒီမှာပူရွဲပြီးတော့တင်ယူပါလေ့လာပါအဲ့လိုဆိုရင်တော့အဆင်ပြေမယ်ဟုတ်ပြီနော်ဒေါ်လာရေးကြီးမှလူရပြီးရောဆိုတော့စိတ်လည်းမဖြစ်စေချင်ဘူးကျွန်တော်တို့ဟိုဗမာစကားအတဲ့တဲ့ပြောမှဆိုရင်ရိုင်းနေတဲ့ရိုင်းမှာပေါ့လူများချင်းများတာပဲရှိရဆိုတော့ဖြစ်တတ်တယ်နော်လူမလို့ဆိုတာလိုအပ်ပါတယ်ဒါမှမဟုတ်တကယ်လိုအပ်တဲ့နေရာမှာအတုံးချဖို့ဒေါ်လာရေးမှာလိုအပ်တဲ့နေရာတွေမှာအများကြီးပဲပါဝင်လို့ရပါတယ်အဲ့ဒါတွေကိုလည်း MOD Energy နေနဲ့ဒေချာလေးစစ်စစ်ပြီးတော့ တရင်တရင်ချပေးဖို့ကျွန်တော်ကတော့ဝေဖန်အကြံပေးချင်ပါတယ်တရင်တရင်ချပြီးတော့တရင်မှာဥဆောင်တဲ့တရင်မှုကတရင်မှုရတောင်ဝတရားမပြုံးတဲ့တက်စိတ်မှုနဲ့တက်စုမှုရတောင်ဝတရားကိုတောင်မတင်ဘူးပဲနဲ့ဒီရဲဘော်တွေကိုဘယ်လိုစီမံခန့်ခွဲမလဲစင်ကဲအုပ်ချုပ်မှုဘယ်လိုတင်ပေးမလဲရဲဘော်တရားနေထိုင်ရမယ့်စည်းကမ်းတွေဘယ်လိုသုံးမှာမလဲလက်နက်ဘယ်လိုကန်ဆန်းမှာလဲဘယ်လိုတင်ပေးမလဲအများကြီးတော့တရင်တရင်မှာဒါကကျွန်တော်ကပြောရင်ရှည်တော့မှာဆိုလို့ကျွန်တော်တိတိတော့ဝေဖန်အကြံပြုတာဖြစ်တယ်ပျောက်ကြားစနစ်နဲ့ဟိုစကန်းဝင်ပြည့်ဒီစကန်းဝင်ပြည့်ပြစ်လိုက်ပြေးလိုက်နဲ့ ယောက်ျားစနစ်ကလေးပြစ်ဖို့ယုံနဲ့ပြစ်ပြေးတယုံနဲ့တရင်မှုလုံးလို့မရဘူးဒါဟာလုံတဲ့မလုံတဲ့မှန်ဤမှဤဆိုတာခေါင်းဆောင်တွေအနေနဲ့ကိုကိုတိုင်းဝေဖန်ပြီးတော့ဆုံးဖြတ်ချက်ချဖို့ကျွန်တော်ကတော့အကြံပေးချင်ပါတယ်စစ်မှုထမ်းမလားဒေါ်လာရေးမှာပါဝင်မလားရွေးချယ်စရာနှစ်ခုတည်းကခမည်းတော်တစ်ခုကိုပြက်ပြက်သားသားရွေးချယ်ဖို့အချိန်ရောက်ပြီဖြစ်ပါတယ်ဒီနိုင်ငံမှာရှိတဲ့ အသက်16နှစ်ပြည့်ပြီးသားလူငယ်တိုင်းဟာအာနာရှင်စနစ်ဆိုးကြီးကိုမကြိုက်ဘူးဆိုရင်လေဒေါ်လာရေးမှာပြတ်သားစွာယက်တီပါဝင်ဖို့အခြေကြပြီဒေါ်လာရေးကိုအယုံကြည်မရှိဘူးဆိုရင်လေစစ်ကော်မရှင်တပ်ကထုတ်ပြန်ထားတဲ့16နှစ်ပြည့်ပြီးသူတိုင်းစစ်မှုမထမ်းမနေရဥပဒေကိုလိုက်နာဖို့လိုအပ်တယ်စစ်မှုလည်းမထမ်းခြင်းဘူးဒေါ်လာရေးလည်းမလုပ်ခြင်းဘူးဒီနိုင်ငံမှာရှိတဲ့လူအများစုကအချောင်းနဲ့အချောင်းစားပဲကြိုက်တယ် ပေးဆက်မှုမရှိဘဲနဲ့ခံစား권လိုချင်တယ်စစ်မှုလည်းမထမ်းခြင်းမှုဒေါ်လာရေးလည်းမလုပ်ချင်မှုဆိုတော့ဘာဖြစ်တယ်လဲမိဖတွေကတာသမီတွေကိုနိုင်ငံရေးရှာကိုတရားဝင်နေရောတရားမဝင်နေနေရောပို့ကြတယ်တရားဝင်နေနဲ့ပို့ရအောင်ကျွန်တော်တို့စစ်ကော်မရှင်တပ်ကအသက်၁၈နှစ်ပြည့်ပြီးသားလူငယ်တိုင်းကိုတရားဝင်ခွင့်ပေးသလားမပေးဘူးမပေးတော့ဘာဖြစ်လဲကျွန်တော်တရားမဝင်နေနေလာတဲ့နိုင်ငံရေးရှာကိုထွက်ခွာကြတယ်ပို့ကြတယ်သူများနိုင်ငံတိုင်းတစ်ပါးမှာရောရောက်သွားတဲ့အခါမှာရောအဆင်ပြေသလား အဆင်ပြေတဲ့လူကနည်းနည်းပဲနော်အခက်ခဲပေါင်းများစွာနဲ့ရင်ဆိုင်ပြီးတော့လုံးဝအဆင်မပြေတဲ့အဆုံးမှာအဖမ်းခံရပြီးတော့စစ်ကောင်မရှင်တက်စီကိုပြန်လွှဲခံရတယ်အဲ့ဒီမှာမဖြစ်သွားတယ်လေစစ်မှုပြန်ထမ်းရတာပေါ့စစ်သားလို့ပေါ့နော်ဒီချိန်မှာကျွန်တော်တို့ကပြက်ပြက်သားသားနဲ့ရွေးချယ်ရမယ့်အချိန်ရောက်ပြီရှောင်ပြေးရမယ့်အချိန်မဟုတ်တော့ဒီနိုင်ငံမှာရှိတဲ့ကျွန်တော်တို့ရဲ့နောင်နောင်သားတွေကလေးငယ်တွေရဲ့အနာဂတ်တွေအေးချမ်းตายရလှပဖို့ ဒေါ်လာရင်းနဲ့အာနာရှင်အားပြိုင်နေတဲ့ကာလမှာခမရတို့တစ်ဖက်ဖက်မှာရက်တည်ပါဒေါ်လာရင်းကိုယုံကြည်မရှိဘူးဆိုရင်လေစစ်ကောင်မရှင်တက်ထဲမှာစစ်မှုမထမ်းမနေရဥပဒေထုတ်ပြန်ထားတဲ့အတွက်စစ်မှုထမ်းမှာမထမ်းရင်တော့စစ်တပ်ကပေါ်တာဆွဲမှာပဲဒါတို့တို့ပြစ်မဟုတ်ဘူးတို့ဥပဒေထုတ်ပြန်ထားတယ်လေခမရတို့စစ်မှုမထမ်းရင်ပေါ်တာဆွဲမယ်အိမ်ထဲကိုဇုတ်ဝင်ဖမ်းရင်ဖမ်းမယ်ဒါဟာဥပဒေရတို့ထုတ်ပြန်ထားတဲ့ဥပဒေရတို့ကလုံးပါပဲ ဲ့ဒါမျိုးတွေအလုံးမခံနိုင်ဘူးဆိုရင်လေစစ်တပ်ကိုအယုံကြည်မရှိဘူးဆိုရင်လေတော်လန်ရေးမှာပြက်ပြက်သားသားနဲ့ပူပေါင်းပါဝင်ရက်တွေပါအိမ်မှာရှိတဲ့မိမိသားသမီးကြတော့သေမာကြောက်တယ်အနာဂတ်တွေပြောက်မှာကြောက်တယ်ဒါဆိုရင်နောင်လာမဲ့ကလေးတငယ်တွေတော်လန်ရေးလုပ်နေတဲ့လူငယ်တွေအတွက်ကိုအနာဂတ်တွေမရှိဘူးလားအသက်တွေမရှိဘူးလားနှမျိုးအားပြိုင်နေတယ်တမျိုးကိုပြက်သားစွာ ရွေးချယ်ပါအဲ့တော့တော်လန်ရေးနယ်မြေမှာရှိနေတဲ့လူငယ်တွေအနေနဲ့လဲတော်လန်ရေးမှာ လက်နက်ကင်ပြီးတော့တိုက်ပွဲမဝင်နိုင်ဘူးဆိုရင်လေမင်းတို့တက်နိုင်တဲ့ဘက်ကနေပြီးတော့ထောက်ဖို့ပဲဖြစ်ဖြစ်ငယ်သေးရေးပဲဖြစ်ဖြစ်ပူးပေါင်းပါဝင်ဖို့လိုအပ်ပါတယ်အဲ့လိုမဟုတ်ဘူးကျွန်တော်နိုင်ငံမှာရှိတဲ့လူငယ်အများစုလူအများစုကစစ်ကောင်မရှင်တက်တယ်အပြစ်ပြောတာဆိုမဟုတ်ဘူးတော်လိုင်းလုပ်နေတဲ့သူတွေလည်းအပြစ်မြင်တာပဲဘာလို့လို့ဒီနိုင်ငံမှာရှိတဲ့လူအများစုဟာမကောင်းမြင်တဲ့အစိတ်ပဲဖြစ်နေကြတယ်အဲ့ဒါတွေလည်းပြင်ဆင်ဖို့လိုအပ်တယ် ဒီတော်လိုင်းနိုင်ငံမှာရှိတဲ့လူငယ်တွေအနေနဲ့ကလည်းတော်လိုင်းမှာထဲထဲဝင်ဝင်ပါဝင်ကြဖို့လိုအပ်ပြီးနော်အဲ့တော့အကြောင်းမျိုးမျိုးကြောင့်အနားယူနေတဲ့ရဲဘော်တွေရောအပါဝင်ပေါ့အားလုံးတော်လိုင်းမှာပြန်လည်ပြီးတော့ပါဝင်ကြပါအဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်လေကျွန်တော်တို့စက်ကွန်မရှင်တက်ဟာနော်အာနာရှင်စက်တက်ဟာထိုးစစ်ဆင်ပြီးတော့ပြန်လည်သိမ်းယူပြီးသွားပြန်ပြန်လည်သိမ်းယူပြီးသွားတဲ့အချိန်မှာအဲ့ဒီနိုင်ငံမှာရှိတဲ့လူငယ်တွေဟာအသက်ခံမလားအဖမ်းခံမလားစစ်မှုထမ်းမလားအဲ့တော့တခုခုရွေးချယ်ရမှာပဲရွေးချယ်ရမှာနော် အတာနေရင်တော့ခင်ဗျားတို့အားလုံးအသေးနာကြလိမ့်မယ်ဒီတော်လန်ရေးမှာမပါဝင်သေးတဲ့ပြည်သူအချို့ကိုလည်းထပ်ပြီးတော့အသိပေးချင်ပါတယ်ခင်ဗျားတို့ပါဝင်သည်ဖြစ်စေမပါဝင်တော့သည် ဖြစ်စေဒီတော်လန်ရေးဟာရက်တော့မှာမဟုတ်ပါဘူးအာနာရှင်စနစ်စိုးကြီးရှိနေသည်တမျှကာလပတ်လုံးလက်နက်ကင်တော်လန်နေတဲ့တော်လန်ရေးအဖွဲ့အစည်းတွေဟာဆက်ပြီးတော့ရှိနေအောင်မှာဖြစ်ပါတယ်ဒီတော်လန်ရေးကြီးမပြီးဆုံးသေး၍ဒီနိုင်ငံဟာဘယ်တော့ခါမှအေးချမ်းတာယာပြီး ခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်လာစေရာအကြောင်းမရှိပါဘူး။ဒါကြောင့်ပြက်ပြက်သားသားနဲ့အာနာရှင်စနစ်စိုးကြီးအောက်မှာနေထိုင်မလား။ခမည်းတော်ယုံထွက်မလားဆိုတာဆုံးဖြတ်ရမယ့်အခြေရောက်ပြီလို့ပဲပြောချင်ပါတယ်။အားလုံးပဲဘေးကင်းကျန်းမာချမ်းသာကြပါစေဗျာ။